ဖက်ကတနတ်နဲ့တဖက်ကလေးနဲ့ဗျဒီလိုတိုက်ပွဲမျိုးမှာဘေဘက်ကနိုင်မလဲမေးရင်တနတ်ကင်ထားတဲ့သူကအနိုင်ပဲလို့ပြောကြပါလေဒါပေမဲ့အမေရိကန်သမိုင်းမှာရှက်ဖို့အကောင်းဆုံးစစ်ပွဲတွေကတခုကတော့ဒီဖြင်းနဲ့ပြောင်းပြန်ပါပဲအဲ့စစ်ပွဲကဘာစစ်ပွဲလဲဘာကြောင့်မို့အမေရိကန်နိုင်ငံလိုသမိုင်းကြီးတဲ့လူမျိုးတွေအတွက်အရှက်ရရဖြစ်နေတာလေဒီစစ်ပွဲရဲ့အောင်နိုင်သူနဲ့ကြာရှုံးသူတွေကြားကခက်တဲ့လူသားတွေတိကိုတိထားရမယ်သင်ခန်းစာတွေကို ဒီဗီဒီယိုထဲမှာပြပြဆိုတော့ပြောပြပေးပါမယ်ဗီဒီယိုလေးမစခင်မေကွန်လေးတစ်ခုတော့မေးခြင်းလဲခုအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့လူပြူတွေကအဲ့အမေရိကန်နိုင်ငံရဲ့မူရင်းပိုင်ရှင်တွေလို့ထင်နေတဲ့သူတွေပါလားပါမှာပါတေးကြပါပဲဘာလို့ဆိုအမေရိကန်လို့ပြောလိုက်တာ ਨੇ အသားပြူပြူအင်္ဂလိပ်တွေကိုပဲတွေ့နေရတာဟုတ်ဒါပေမဲ့တည်ထားရမှာတစ်ခုကအဲ့မြေရဲ့မူလားပိုင်ရှင်တွေကလူပြူတွေမဟုတ်ပဲတိုင်းရင်းသားဒေသခံလူနေတွေပါပဲ။ ိုင်းရင်းသားတွေဆိုကြတဲ့အုပ်စုတွေကတော့မတူကြဘူးပေါ့ဥပမာစုရှိုင်ယန်နာဗဟိုချာရိုဂီပြီးတော့သူတို့မှလည်းတိုင်းရင်းသားဒေသခံတွေအများကြီးရှိပါသေးတယ်။မြင်တောင်ပြောရရင်မြန်မာနိုင်ငံမှာကချင်ကရားကရင်ချင်းဗမာမုံရခိုင်ရှမ်းဆိုပြီးတိုင်းရင်းသားတွေရှိနေတယ်လို့မျိုးပေါ့။ဒါပေမဲ့ DVO ထဲမှာတော့ပြောရတာလည်းအဆင်ပြေအောင်နားလည်လို့လည်းလွှဲအောင်သူတို့ကိုလူနီလို့ပဲတုံးတုံးကြရအောင်လူဖြူနဲ့လူနီပေါ့။အဲ့တော့ မေရိကန်ကလူဖြူတွေပိုင်တာမဟုတ်ဘူးဆိုတော့တည်သွားပြီ။ဒါဆိုအဲ့လူဖြူတွေကဘယ်ကနေဘလို့ရောက်လာကြတာလဲ။ဖြေရရှင်းရှင်းလေးပါ။ကိုလိုနီလောက်ရတာကိုမွေးရပါဝါသနာအဖြစ်သတ်မှတ်ထားကြတဲ့ဥရောပတိုက်သားတွေကြောင့်ပါပဲ။ခရစ်နဲ့1400နဲ့1500ကြားမှာအီတလီနိုင်ငံသားခရစ်စတိုဖာကိုလံဘတ်ကအမေရိကတိုက်ကိုတွေးခဲ့တာကနေစတာပါပဲ။အမတိုင်ခင်ကလေးကအမေရိကတိုက်မှာက လူနီတွေနေထိုင်နေတာဘိုးဘွားစင်ဆက်ဘယ်နှဆက်တောင်ရှိနေပြီလို့မသိပါဘူး။ဒါပေမဲ့လူဖြူတွေက နေမြေသိတွေ့တယ်ဆိုပြီးမြောက်အုံးသီးရတယ်လို့ပျော်ပျော်ကြီးကိုနဲချဲ့နေတော့တာပါပဲတပတ်ကလူနေတွေကကဘာကြီးအကြောင်းနားလည်မှုအားနေတာရဲ့လက်နက်အင်အားမမျှတာရဲ့ပညာမတတ်တာတွေရဲ့ဒီလိုမျိုးအခြေအနေအမျိုးမျိုးကြောင့်လူဖြူတွေပြုသမျှနှုတ်ခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာဒီကိစ္စကြီးကမဟုတ်တော့ဘူးလို့တွေးမိတဲ့အချိန်အားစပြီးရရလက်နက်ကိုဆွဲပြီးပြန်တိုက်ကြတော့တာပါပဲလူဖြူနဲ့လူနေချားမှာမှတ်တမ်းတင်ထားတဲ့စစ်ပွဲပေါင်း100ကျော်လောက်ရှိပြီပဲသမိုင်းပညာရှင်တွေကတော့ ဒီထက်နှစ်ဆလောက်တောင်ပိုများနိုင်တယ်ဆိုပြီးခံမှန်းခဲ့ကြပါတယ်။အဲစစ်ပွဲတွေကတချို့ကတော့ဒီတိုင်းပြောစရာမရှိပါပဲ။တချို့စစ်ပွဲတွေကြပြန်တော့လဲသမိုင်းမှာမှတ်ကြောက်တင်ရလောက်အောင်ကိုဖြစ်ခဲ့ပါတယ်။အဲ့ဒီထဲကမှ Battle of Little Big Horn ဆိုတဲ့စစ်ပွဲအကြောင်းကိုပြောပြမှာပါ။ဒီစစ်ပွဲကလူဖြူရီရဲ့သမိုင်းမှာအရှက်ရစရာစစ်ပွဲတစ်ခုလည်းဖြစ်ခဲ့တယ်လို့သင်ငန်းစာတွေအများကြီးရလိုက်တဲ့စစ်ပွဲတစ်ခုဆိုလည်းမမှားပါဘူး။ဒီတိုင်ပွဲဖြစ်လာရတဲ့အကြောင်းရင်းကလည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဖြစ်စဉ်ကတော့ဒီလိုပါ။ စစ်ပွဲမတိုက်ခင်တော့ကသူတို့အချင်းချင်းကြာမှာ Black Cloud တိုက်ပွဲဆိုပြီးဖြစ်ခဲ့ကြတယ်။အဲ့တိုက်ပွဲမှာလည်းလူဖြူတွေဘက်ကရေးနေခဲ့ကြတော့ Black Hate Data ကိုလူဖြူတွေအနေနဲ့လုံးဝချိန်မချဖို့စာချုပ်ချုပ်ပေးခဲ့ရတာပေါ့။ Rush Mode တောင်အောင်ပြောထားတဲ့ဗီဒီယိုကိုရွှေနှုတ် Channel မှာကြည့်ထားရင်တော့ Black Hate ဆိုတဲ့နာမည်နဲ့စိမ့်မယ်လို့တော့မထင်ပါဘူး။အဲ့နေရာကဘိုးဘွားတွေရဲ့ဝိညာဉ်တွေနားခိုတဲ့နေရာဖြစ် လူနီတွေကတပ်မတ်ထားကြတာပါ။ဒါကြောင့်သူတို့အတွက်ဒီမြေဟာအထွတ်အမြတ်ထားထိမ့်သိမ်းကြတဲ့ဒေသတစ်ခုပါပဲ။ သူတို့ရဲ့အောင်ပွဲရလဒ်အနေနဲ့အဲ့ဒေတာတစ်ခုလုံးကို Grace Reservation ဆိုပြီးလူဖြူရေစီကနေစာချုပ်စာတမ်းနဲ့တကွနောက်ထပ်မကျူးကျော်တော့ပါဘူးဆိုပြီးကြေးရခဲ့ကြတယ်။ဒါပေမဲ့တိတ်တောင်မကြပါဘူး။ဘိုကြီးကတ်စတာဦးဆောင်တဲ့တပ်ဖွဲ့ကအဲ့ဒေတာတွေကိုစူးစမ်းလေးလာရေးဆိုပြီးခေါင်းစဉ်နဲ့ဝင်ရောက်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာလူဖြူရီရဲ့ရွှေရှာပုံတော်ခစ်ကစနေခဲ့ပါပြီ။လူတွေဆိုတဲ့အမျိုးကလည်းကိုအချိုးမြတ်အတွက်ဆိုရင် ဘယ်အရာကိုမဆိုလောင်ကြီးထက်ရဲတဲ့အာကလူတွေပဲအဲ့ဒါကြောင့်လေအမေရိကတိုင်မှာရွှေတွေအားလုံးကိုမြေလံရှာခဲ့တဲ့ခေတ်တစ်ခုဆိုတာရှိခဲ့ပါတယ်အဲ့ဒါကို The Age of Gold ဆိုပြီးခေါ်ကြတယ်အဲ့ဒီခေတ်ကအကြောင်းအရာတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့မင်းသားကြီး Charlie Chaplin ကတော့ဇကားတကားရိုက်ခဲ့သေးတယ်ဒါကြောင့်အဲ့ခေတ်ဟာဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲဆိုတာကသိတာလုံးပါတယ်ဒါပေမဲ့ခုဗီဒီယိုမှာတော့ Little Bit ဟိုစစ်ပွဲအကြောင်းပြောပြအောင်ပါဆိုတော့ရွှေခေတ်အကြောင်းအများကြီးမပြောတော့ပါဘူး မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ Trainout application နဲ့ပါရှိတဲ့ The H6 Go ဆိုတဲ့စာအုပ်ကိုတော့ဖတ်ကြည့်လို့ရပါတယ်။အဲ့ဒီစာအုပ်မှာလည်းရွှေခဲနဲ့ပတ်သက်ပြီးအကျယ်တဝင့်ရှင်းပြထားတာဆိုတော့စိတ်ဝင်စားတယ်ဆိုရင်တော့ဖတ်ကြည့်လိုက်ပါနော်။အဲဒါဆိုစောကဘိုဂျီကတ်စတာရဲ့စူဇန်လေးလာရေးခရီးစီကို ပြန်ဆက်ကြရအောင်။တကယ်တော့ဒါကစူဇန်လေးလာရေးဆိုတဲ့နာမည်သာတက်ထားပေမဲ့သူ့ရဲ့ရည်ရွယ်ချက်အစ်စ်ကတော့ရွှေရှာဖို့ပါပဲ။ကန်ဆိုးကျင်တာလား၊ကန်ကောင်းကျင်တာလားတော့မသိပါဘူး။အဲ့ဘလက်ဟေးဒေတာမှာသူတို့ရှာနေတဲ့ရွှေတွေကရှိနေခဲ့ပါလား။ ဒါကြောင့်လူဖြူတွေအနေနဲ့သူတို့စာချုပ်ကိုပေါ်တင်ကြီးဖောက်ဖျက်ပြီးတော့ကျူးကျော်တာတွေလှုပ်လာကြတယ်။လူနေတွေအနေနဲ့ကောဒီကိစ္စကြီးကိုလက်ခံထားကြမယ်ထင်လား။သူတို့ပိုင်တဲ့မြေမှာထင်တိုင်းလာကျဲနေတဲ့ဧည့်သည်တွေပြီးတော့သူတို့ကိုယ်တိုင်အထွတ်မြတ်ထားတဲ့နေရာကြီးကို ရွှေဆိုတဲ့အရာတစ်ခုတည်းအတွက်နဲ့ဖျက်ဆီးနေကြတာတွေ။ဒါအပြင်ပေးထားတဲ့ဂရုတွေကိုလည်းဖောက်ပြကြတယ်။ပြီးတော့ကိုယ်အိမ်ကိုယ်ရာလို့သဘောထားပြီးနေစရာတွေစောက်ခြေချနေထိုင်ကြတဲ့အထိဆိုတော့တီးခတ်နိုင်စွာကုံလာတာကနေဒီတိုက်ပွဲကစတာပါပဲ။ ဒါပေမဲ့စိတ်ဝင်စားစရာတစ်ခုကဒီတိုက်ပွဲဟာလူနီတွေစခဲ့တဲ့တိုက်ပွဲမဟုတ်ပဲလူဖြူတွေကသူတို့ရွှေရှာလို့အဆင်ပြေအောင်လူနီတွေကိုအဲ့ဒေသကနေထွက်သွားပေးဖို့တောင်းဆိုခဲ့တာပါတခုကလူပြန်ဟစ်တယ်ဆိုတာဒါမျိုးပေါ့ဗျလူနီတွေကထွက်မပေးကြတော့အဲ့ဒါဆိုလေတိုက်ကြတာဘောဆိုပြီးဘိုလ်ကြီးကတ်စတာကိုတာဝန်ပေးခဲ့ပါတယ်ဒီတိုက်ပွဲမှာအဓိကထားပြီးပြောရမယ့်လူ၃ယောက်တော့ရှိပါတယ်ပထမတစ်ယောက်ကစောကပြောခဲ့တဲ့ဘိုလ်ကြီးကတ်စတာပါပဲ သူကလည်းနည်းနည်းရရလူတယောက်တော့မဟုတ်ပါဘူး။ပြည်ရင်းစစ်မှာတော့ကအသက်အငယ်ဆုံးဗိုလ်ချုပ်တယောက်အဖြစ်နဲ့နာမည်ကြီးခဲ့တဲ့သူတယောက်ပြီးတော့ငယ်ငယ်ကလေးကရဲရင်လည်းစွန့်စားတယ်။ဖြူဟာကောင်းပြီးတော့ညံပြေးတဲ့သူတယောက်ဆိုပြီးတော့လဲပြောကြပါသေးတယ်။ဒါပေမဲ့သူ့မှာအားနည်းချက်တခုတော့ရှိနေပါတယ်။အဲ့ဒါကအမိတ်မနာခံခြင်းဘူး။မောက်ပါတယ်။နာမည်နဲ့ဂုံမုတ်ကိုမမောတဲ့လူတယောက်ဆိုပြီးတော့လဲတိထားကြပါသေးတယ်။သူ့ရဲ့ပြိုင်ဘက်အနေနဲ့လူနီတွေကိုဥဆောင်တဲ့သူတွေကတော့ Sitting Boo နဲ့ Crazy Horse တို့ပါပဲ Sitting Boo ဆိုတာကတော့တိုက်ခိုက်ရေးသမားတယောက်ဆိုတာထက်ရိုးရာနတ်ဆရာတယောက်ဆိုရင်ပုံမှန်ပါလိမ့်မယ်သူ့ရဲ့အစီရင်တွေကလည်းတော်တော်ထိရောက်ခဲ့တာပေါ့ပြီးတော့မျိုးနယ်စုတွေထဲမှာအကြီးအကဲတယောက်ဖြစ်နေတော့လူတွေရဲ့လေးစားတာကိုလည်းခံရသလိုသူဟိတ်ဆိုတာနဲ့တိတ်ရတဲ့သူတွေကြီးပါပဲဒါအပြင်စတန်ဘူးစီမှာအတွေးကောကောင်းနေလေအများကြီးရှိနေပါသေးတယ်တဲ့နောက်ထပ်တယောက်ဖြစ်တဲ့ crazy horse ဆိုရင်တော့ပြောစရာမလိုအောင်တမူထူးခြားနေတဲ့သူတယောက်အကြောက်တရားဆိုတာဂျုံနဲ့လားဆိုပြီးတော့မေးယူရတဲ့အထိသူ့ဘဝမှာဘာကုန်းမှကြောက်တဲ့စိတ်မရှိခဲ့ဘူး view ဟာကောင်းပြီးတော့ဥဆောင်မှုကောင်းတဲ့သူတယောက်ဖြစ်လဲသိကြတယ်သူ့နာမည် crazy horse ကတော့မြင်းယူးဆိုတဲ့အဓိပ္ပာယ်နဲ့ပေးခဲ့တာမဟုတ်ဘူးတမူထူးခြားတဲ့လူဆိုတဲ့အဓိပ္ပာယ်နဲ့ပါဒါပဲမဲ့သူ့ရဲ့မျက်စိကျွမ်းကျင်မှုရဲ့ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေနဲ့တားမရတဲ့စိတ်ဓာတ်တွေကြောင့်စိတ်ဖောက်နေတယ်မြင်း Crazy Horse ဆိုတဲ့နာမည်နဲ့ပိုပြီးတွဲမြင်လာကြပါတယ်။ရှေးရတိုက်ဝဲတွေတော်တော်များများကလူနေတွေဘက်ကအတော်အထိနာခဲ့ကြတာပါ။အဓိကကတော့လက်နက်အင်အားမများတာတာကြောင့်ပါပဲ။လူနေတွေကဓားနဲ့တက်ခုန်နေတဲ့အချိန်မှာလူဖြူတွေကတနက်နဲ့ပြန်ပစ်တာဆိုတော့သူတို့အတွက်အရင်နေရတာကမဆန်းပါဘူးလေ။ခုလေဒီတိုက်ပွဲအတွက်ဗိုလ်ကြီးကတ်စတာတို့ဘက်ကလက်နက်အင်အားတွေအဆင့်မြင့်နေချိန်မှာလူနေတွေကဓားသွေးနေတော့မှရှိပါသေးတယ်။ဓားတွေတွေမဲမကသေးပါဘူး။ လူဖြူတွေဘက်ကစစ်ကူတွေထပ်ဖြည့်ဖို့တော့လုပ်နေကြပါလေမူလဗိုလ်ကြီးခတ်စတာရဲ့တပ်ထဲမှာစစ်သား600ကျော်လောက်ရှိပါလေသူ့အနေနဲ့အဲ့ကောင်တွေကိုတိုက်ဖို့အများကြီးမလိုပါဘူးဒီလောက်ဆိုတော်ရောဘောဆိုပြီးစစ်ကူတွေလာတာကိုမဆောင်ပဲစစ်ချီခဲ့တယ်အမိန့်ကိုလည်းနားမထောင်ခဲ့သလိုသူ့နာမည်ကြီးဖို့အတွက်စွန်စားခဲ့တာလည်းပါပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ဒီခြေလန်းကတော့ပထမဆုံးမဟာအမိုင်းဖြစ်ခဲ့ပါလေသူ့ရဲ့ဗျူဟာကတော့တပ်သား600ကို200စီ3ဘွဲ့ခွဲမယ်ပြီးရင်တပွဲကအရှိဘက်ကဝင်တိုက်မယ် နောက်တစ်ဖွဲ့ကတော့တောင်ဘက်ကနေဝင်တိုက်ပဲနောက်ဆုံးကြံနေတဲ့တစ်ဖွဲ့ကတော့မြောက်ဘက်ကနေကြားညက်ပြီးတိုက်ဖို့စီစဉ်ခဲ့တာပါပြောရရင်ဂျောင်းပိတ်ရိုက်မယ်ပေါ့ဗျာဒါပေမဲ့သူတို့တိုက်ခိုက်ဖို့စီစဉ်နေတဲ့အုပ်စုကလက်တက်ဘေဟွန်မြင်နာကမျိုးနွယ်စုဆိုတာကိုမေ့နေကြတဲ့ပုံပါပဲအဲ့အုပ်စုမှာကလူပေါင်း6000လောက်နေထိုင်နေကြတာပါဒီထဲမှာတိုက်ခိုက်နိုင်တဲ့လူတွေက1500ကနေ2000လောက်အထိကိုရှိနေပါတယ်ပြီးတော့သူတို့ကိုဥဆောင်နေတဲ့သူတွေကလည်း Sitting Boo နဲ့ Crazy Horse ဆိုတာကိုပါမမြင်ကြအောင်စောင့်နေခဲ့ပါတယ် ဘာလို့လဲဆိုတော့သူတို့စီမှာလက်နက်ကလည်းတာနေခဲ့သလိုနီးပညာအစင်တန်းကလည်းတိတိတတ်တာကြီးကိုခွာခြားနေလို့ပါပဲဒါကသူ့အတွက်တော့ဒုတိယမြောက်မဟာအမားကြီးပါရန်သူကိုအထင်သေးတာပေါ့ဗျာသူတော့မသိလိုက်ခင်ပါပဲရောက်ဖက်ကဝင်တိုက်ဖို့လုံနေတဲ့အဖွဲ့စပြီးတိုက်ခံလိုက်ရတယ်အဓိကကလက်နက်အင်အားလူအင်အားဆိုတာထက်စိတ်ဓာတ်ကြောင့်ပေါ့ဗျာပြင်းထန်လုံးနဲ့ crazy horse တပ်ဖွဲ့ရဲ့စိတ်ဓာတ်ကိုဘသူကမှမြင်မလန်နိုင်ခဲ့ပါဘူးခြေဘက်ကဝင်တိုက်ဖို့လုံနေတဲ့အဖွဲ့ကိုလည်းခဏလေးအတွင်မှာပဲချိန်မုန်းခံလိုက်ရပါတယ် နောက်ဆုံးတောင်ဘက်ကနေဂျားညက်တိုက်ဖို့စောင့်နေတဲ့ဘိုကြီးကတ်စတာစီကိုရောက်လာခဲ့တာတွေကတော့သူ့တပ်သားတွေမဟုတ်ပဲ Crazy Horse ဦးဆောင်တဲ့လူနီတပ်ကြီးဖြစ်နေပါတယ်စိတ်ဖောက်နေတဲ့မြင်းတွေလိုပဲမဲမဲမြင်ရလိုက်ခုံနေတဲ့လူနီတွေရဲ့တပ်ကလူနေနေလေးပဲရှိတဲ့ဘိုကြီးကတ်စတာတပ်ကိုအသာလေးဖြိုဝဲနိုင်ခဲ့တယ်ဒီအချိန်မှာတနတ်တွေနီးစနစ်တွေဆိုတာဘာမှအရေးမပါတော့ပဲအလူးအလိမ့်ကိုခံခဲ့ရတာပေါ့အဲ့နေရာမှာဘိုကြီးကတ်စတာရဲ့နောက်ဆုံးနေဝင်ချိန်ဖြစ်ခဲ့ပါတယ် အချိန်တုန်းကဘလောက်ပဲရဲရင်ပါတယ်ထက်မြက်ပါတယ်ပြောပြောသူတီဆောက်ခဲ့တဲ့သူ့ရဲ့ခုံဘုတ်ကိုသူကိုယ်တိုင်ပဲဖြတ်စည်းလိုက်တာပါအတ္တတစ်ခုကို မာနတစ်ခုကဝါမျိုးလိုက်တယ်လို့ပဲပြောရမလားငါမြေငါမျိုးကိုငါသွေးနဲ့ကာကွယ်မဲဆိုတဲ့စိတ်ဓာတ်ကိုတော့ဗိုလ်ကြီးခတ်စားတယောက်မကြော်နိုင်ခဲ့ပါဘူးသူ့ရဲ့နောက်ဆုံးထွက်သက်ဖြစ်ခဲ့တဲ့အဲ့ဒီနေရာကိုခုချိန်ထိ Castle Leicester ဆိုပြီးတင်စားခေါ်ဝေါ်နေကြတော့မှာပဲဒီတိုက်ပွဲကရန်သူအထင်သေးခဲ့လို့ အတကြီးလုံးလုံးရှုံးကြီးရှုံးခဲ့ရတဲ့တိုက်ပွဲတစ်ခုအဖြစ်သမိုင်းမှာထင်ကျန်နေတော့မှာပဲဒီတက်ပိုဆိုးတာကသူတို့ထက်အဆအဆရရအားနေနေပြီးတော့ငယ်နိုင်ဖြစ်နေခဲ့တဲ့လူနီတွေကိုအလဲအကွဲရစရာမရှိအောင်ရှုံးခဲ့တဲ့တိုက်ပွဲတစ်ခုအဖြစ်လူဖြူတွေအနေနဲ့ချက်ရခဲ့တာပါဒါကြောင့်ပဲလူဖြူတွေအတွက်အခဲမကြေကျင်စရာသမိုင်းဘေးတာဝန်တွေထမ်းဆောင်ဖို့ဖြစ်လာခဲ့ပါတော့တယ်သိုးရဘက်ကလည်းဒီတိုက်ပွဲကိုအကြောင်းပြပြီးတော့မှအရင်ကားထက်ပိုပြီးပြင်းထန်တဲ့တိုက်ပွဲတွေကိုဖန်တီးခဲ့တယ်ဒီလိုနဲ့ပဲလက်တဲ့ပေဟွန်တိုက်ပွဲက လူနေတွေအတွက်အောင်မြင်မှုရဲ့နေကုန်၊ကြာရှုံးမှုရဲ့နေတန်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲတွေတောက်လျှောက်ရင်ဆိုင်ခဲ့ရပြီးတော့တနည်းမဟုတ်တနည်းနဲ့တော့ကြာရှုံးခဲ့ရတယ်။ရရအေးမသာတော့တဲ့လူနေတွေကယောဂါတွေနဲ့စင်းရဲငက်ပြတ်မှုတွေကိုဇက်တိုက်ခံစားခဲ့ရပါတယ်။ဒီလိုနဲ့ပဲရင်ကားလို အုပ်စုလိုက်မနေကြတော့ပဲအုပ်စုခွဲပြီးနေထိုင်ကြဖို့လုပ်ခဲ့ကြတော့တာပေါ့။ဒါကလူဖြူတွေအတွက်တော့ရင်ငက်ချိန်ရေရင်းနဲ့ကြာသွားသလိုပါပဲ။ လူနေတွေရဲ့အုပ်စုတွေကိုဖြိုခွဲဖို့ပို့ပြီးလွယ်သွားတယ်လို့ပြောရမှာပါ။အရာရာအရင်မသာတော့တဲ့သူ့ရဲ့မျိုးနွယ်စုတွေအတွက်1889ခုနှစ်မှာ Crazy Horse ကကြီးကြီးပြင်းပြင်းနဲ့အဖမ်းခံခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲတေတံတင့်ခဲ့ရပါတယ်။စစ်တင်ဘူးကတော့ထွက်ပြေးခဲ့ရပါမယ်။ဘာရီအချားမြင်ရခဲ့လည်းမသိပါဘူး။ American တဲကိုပြန်ဝင်လာပြီးတော့ Crazy Horse လိုမျိုးပဲဖမ်းခံခဲ့တယ်။သူကတော့နည်းနည်းလောက်နောက်ဆုတ်ပြီးတော့1890လောက်မှာပဲတေတံပေးခဲ့ပါတယ်။ဒီနောက်ပိုင်း လက်ကျန်လူနီနဲ့လူဖြူတွေချာမှာတိုက်ပွဲတွေဇက်တိုက်ရှိခဲ့ပေမဲ့အောင်မြင်မှုဆိုတဲ့အရာသာကိုလူနီတွေအနေနဲ့မရခဲ့တော့ပါဘူး။ယောဂါတွေငက်ပြတ်မှုတွေစည်ရင်းအင်အားမမျှတာတွေနဲ့စိတ်သက်ကြဆင်းတာတွေကြောင့်အမေရိကမြေဟာလူဖြူတွေရဲ့ဝါမျိုးချင်းကိုတဖြည်းဖြည်းနဲ့ခံခဲ့ရပါတယ်။အဲ့နောက်ပိုင်းမှာတော့လူချင်းသာရသွားပြီဖြစ်တဲ့လူဖြူတွေအနေနဲ့လူနည်းစုအနေနဲ့ပဲကြံနေခဲ့တဲ့လူနီတွေကိုရပိုင်ခွင့်သေးသေးလေးတွေနဲ့ပဲဖြေသိမ့်ထားခဲ့ကြတယ်။ခုထိလည်းလူနီတွေဆိုတာကရှိနေသေးပေမဲ့ ်အရင်လိုတော့ဖိနှိပ်ခံရတဲ့အခြေအနေမဟုတ်တော့ပါဘူး။ဒန်းညူညီများတဲ့ခွင့်ရေးတွေရနိုင်ကြပါဘူး။ဒါပေမဲ့သူတို့နယ်မြေတွေရပိုင်ခွင့်နေနဲ့ပတ်သက်ပြီးခုချိန်ထိအငင်းပွားစရာကိစ္စတွေကရှိနေတော့မှာပဲ။ဒါကတော့လူဖြူလူနီစစ်ပွဲတွေက Battle of Ledet Bay ဟုံးဆိုတဲ့အကြောင်းပါပဲ။ဒီတိုက်ပွဲကနေကျွန်တော်တို့အနေနဲ့ရလိုက်တဲ့သင်ခန်းစာတွေကတော့နံပါတ်1အတစိတ်နဲ့အထင်သေးစိတ်တွေဟာအရန်အနေရများတယ်။နံပါတ်2ဂရီးနဲ့တရားမျှတမှုကိုဖောက်ပြတာက ြဿနာတစ်ခုကိုမီးမွေးပေးလိုက်တာနဲ့တူတယ်။နံပါတ်3ဘယ်အောင်မြင်မှုကိုမဆိုရေရှည်တည်တတ်နေဖို့ဆိုတာကခက်တယ်။ဒါကြောင့်ရှိနေတဲ့အချိန်မှာအောင်မြင်မှုနောက်မှာပျော်မွေးမနေပဲရှေ့ဆက်စူးစမ်းဖို့လိုတယ်။စတာတွေတော့ရန်သူကိုအထင်သေးပြီးလက်နက်အင်အားမများမတနဲ့ရှုံးခဲ့ရတဲ့တိုက်ပွဲတွေမြမသမိုင်းမှာလည်းအများကြီးရှိခဲ့ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအနေနဲ့ရောမြမသမိုင်းတွေကဘေးတိုက်ပွဲကိုပြင်းပြင်းမိကြလဲဆိုတာ comment ထဲမှာဖြေပေးသွားကြပါအောင်နော်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။